်မင်္ဂလာပါရှင်တနင်္သာရီနေ့စဉ်သတင်းအစီအစဉ်ကနေကြိုဆိုလိုက်ပါရစေဒီအစီအစဉ်ကိုဒေါ်ဝဝအဖွဲ့သားတွေကစီစဉ်တင်ဆက်ထားတာပါဒီကနေ့တင်ဆက်ပေးမယ့်သတင်းတွေကတော့လောင်လုံးမြောက်ပိုင်းကစစ်မဏိရွာကိုစစ်ကြောင်းဝင်လာလို့ဒေသခံတွေထွက်ပြေးနေရတဲ့သတင်းတနင်္သာရီရမ်းဖို့ရွာမှာစစ်ကောင်စီရဲ့စစ်ကူနဲ့ရိတ်ခါတွေတင်လာတဲ့ရင်းနှံမိုင်းဆွဲတိုက်ခိုက်ခံရတဲ့သတင်းထိုင်းမြန်မာနယ်စပ်လမ်းပေါ်ကတိမ်ခွန်းရွာနီးမှာ တိုက်ပွဲတွေဆက်ဖြစ်နေတဲ့အကြောင်း မြိတ်ပသွေးပတောက်လမ်းပိုင်းမှာစီအောင်ကားတစီတိမ့်မှောက်ပြီးရင်မောင်းတင်ရရတဲ့တဲ့င်းထိုင်းနိုင်ငံသားကမြန်မာလုပ်သားတွေကိုတနက်ပစ်ခတ်မှုကြောင့်တဦးတေဆုံးပြီးတဦးတင်ရရတဲ့တဲ့င်းအမေရိကန်ကသတိပေးပေမဲ့အစ္စရေးအီရန်စစ်ပွဲမှာကြားနေမှာမဟုတ်ဘူးလို့ဟစ်ဘိုလာခေါင်းဆောင်ပြောကြတဲ့တဲ့င်းတွေကိုတင်ဆက်ပေးပါမယ်လောင်လုံးမြို့နယ်မြောက်ဘက်ပိုင်းမှာရှိတဲ့စင်ပနစ်ရွာကို ဂျွန်လ20ရက်ဒီကနေ့နနက်ပိုင်းမှာစစ်ကောင်စီတပ်စစ်တောင်းဝင်လာလို့ဒေသခံတွေထွက်ပြေးတိမ်းရှောင်နေရတယ်လို့ပြောပါတယ်။ခွားပုတ်ပြင်းနဲ့ဘူချမ်းရွာမှာယာယီတက်ဆွဲပြီးတဲ့နောက်ဒီကနေ့နနက်ပိုင်းမှာစစ်ပနစ်ရွာကိုရောက်ရှိလာပြီးဟုံးကြီးကျောင်းမှာစခန်းချထားတယ်လို့ဒေသခံတအူးကပြောပါတယ်။စစ်ကောင်စီတပ်စစ်တောင်းကအေးဆေးနေကြထွက်မပြေးကြနဲ့လို့စစ်သားတွေကပြောပေမဲ့ဒေသခံတွေကတော့အတွေ့မခံရဲပဲထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ဆိုပါတယ်။ စစ်တောင်းထိုးနေလို့လယ်သမားတွေလည်းလယ်ယာလုပ်ငန်းတွေကိုပြစ်ပြီးထွက်ပြေးတင်းရှောင်နေရတယ်လို့သိရပါဗါအဲ့ဒီစစ်တောင်းဟာဂျွန်လ16ရက်ကလေးကလောင်လုံးမြို့နယ်စခန်းကြီးခမောင်းတောင်တောင်မင်းပြောင်ဖွားပုတ်ပြင်စတဲ့ကြေးရွာတွေကိုတရွာဝင်တရွာထွက်စစ်တောင်းထိုးခဲ့ပြီးဖြစ်တယ်လို့ဒေသခံတွေကပြောပါဗါလောင်လုံးမြို့နယ်ရဲ့တောင်ဘက်ကြေးရွာတွေကိုလည်းစစ်ကောင်စီတပ်စစ်တောင်းထိုးနေပြီးလက်ရှိမှာကញုံကျွန်းရွာမှာတက်ဆွဲထားတာကြောင့်အဲ့ဒီရွာနဲ့အနီးဝန်းကျင်ကြေးရွာကဒေသခံတွေလည်း အိုးအိမ်စွန့်ခွာထွက်ပြေးတင်းရှောင်နေရပါတယ်။တနင်္သာရီမြို့နယ်ရမ်းဖို့ရွာမှာစစ်ကောင်စီတပ်ကစစ်ကူနဲ့ရိတ်ခါတွေတင်ဆောင်လာတဲ့ရင်းနှန်းကိုဂျွန်လ19ရက်မနေ့ကမနက်7:00နာရီဝန်းကျင်မှာမိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့တော်လိုင်းရေးတပ်ဖွဲ့ဝင်တချို့နဲ့ထုတ်ပြန်ချက်တွေအရသိရပါတယ်။စစ်သားတွေလိုက်ပါလာတဲ့မော်တော်ယာဉ်3စင်းနဲ့ရိတ်ခါတင်ယာဉ်3စင်းဟာမြေမျိုးကနေတနင်္သာရီမြို့ဘက်ကိုမောင်းနှင်လာတဲ့အချိန် ရန်ဖိုရွာနဲ့ကန်းတူရွာကြားမှာမိုင်းဆွဲတိုက်ခိုက်ခံရတာဖြစ်တယ်လို့ဘူခရင်တပ်ဖွဲ့ကထုတ်ပြန်ထားပါတယ်။မိုင်းဆွဲတိုက်ခိုက်မှုမှာကာဒစီခိတရက်သွားပြီးနှစ်ဖက်ထိတွေ့ပစ်ခတ်မှုမိနစ်အနည်းငယ်ကြာဖြစ်ပွားခဲ့ပါတယ်။ပစ်ခတ်မှုအတွင်ဆိုင်ကယ်စီးလာတဲ့ရက်သားတအူကြီးစံထိမှန်ဒဏ်ရာရခဲ့ပါတယ်။ ိုင်းမြန်မာနယ်စပ်ကုံသွေးရေးလန်းတနင်္သာရီမြို့နယ်မောတောင်နယ်စပ်လမ်းပေါ်ကတိန်ခွန်းကြီးရွာအနီးမှာစစ်ကောင်စီတပ်နဲ့တော်လိုင်းရေးတပ်တွေဂျော်လ19ရက်ကနှစ်ဖက်တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့တော်လိုင်းရေးတပ်ဖွဲ့နဲ့ဒေသခံတွေကပြောပါတယ်။မနေ့ကမနက်10နာရီခန့်ကနေမွန်းလွဲ10နာရီအထိ၄နိုင်နီးပါးကြာတိုက်ပွဲပြင်းထန်ခဲ့ပြီးညနေပိုင်းအထိဂျိုကြားဂျိုကြားအပြန့်အလှန်ပစ်ခတ်မှုတွေရှိခဲ့တယ်လို့တော်လိုင်းရေးတပ်ဖွဲ့ဝင်တို့ကပြောပါတယ်။ ဂျွန်လ18ရက်နေ့နဲ့စစောကလည်းတိန်ခွန်းရွာနဲ့ချောင်းနှပောက်ရွာကြားမှာစစ်ကောင်စီတပ်သားတွေတက်ဆွဲထားတဲ့နေအိမ်ကိုတော်လိုင်းရေးတက်တွေဝင်ရောက်တိုက်ခတ်ရမှာစစ်ကောင်စီဘက်ကအထိနာခဲ့တယ်လို့ဆိုပါရယ်။အဲဒီနောက်18ရက်နဲ့17ရက်နေ့တွေမှာတိန်ခွန်းရွာကိုစစ်ကောင်စီတပ်ကနှစ်ရက်ဆက်တိုက်လေကြောင်းကနေဘုံကျဲတိုက်ခတ်မှုတွေလှုပ်ဆောင်ခဲ့တယ်လို့တော်လိုင်းရေးတက်ဖွဲ့ဝင်တချို့နဲ့ဒေသခံတွေကပြောပါရယ်။ မောရောင်နယ်စပ်ကုန်သွယ်ရေးလမ်းကိုပြန်လည်ဆွတ်မှုထိန်းချုပ်ဖို့စစ်ကောင်စီတပ်ကပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကလေးကစစ်ကြောင်းထိုးနေတာပါမြင်းညွနယ်ပသွေးပတောက်လမ်းပိုင်းပသွေးကျွေးရွာအနီးမှာစီယုံတင်လာတဲ့ကားတစီဂျွန်လ19ရက်ညနေပိုင်းကတိမ်းမောက်ခဲ့တယ်လို့ကုညီဆောင်ရွက်ပေးခဲ့သူတွေနဲ့ဒေသခံတွေကပြောပါတယ်မြင်းညွဖက်ကဥတီမောင်းနှင်လာတဲ့အဲ့ဒီကားဟာပသွေးရွာအနီးလမ်းကွေးတစ်ခုမှာလမ်းဘေးကိုထိုးကျပြီးတိမ်းမောက်ခဲ့တာဖြစ်ပါတယ် ကားတိမ်မောက်မှုမှာရင်မောင်းသူဒဏ်ရာရခဲ့ပြီးကားကိုတော့ကရိန်းကားနဲ့တဲထုတ်ခဲ့ရတယ်လို့ကုညီဆောင်ရွက်ပေးသူတွေကပြောပါတယ်။ထိုင်းနိုင်ငံဘန်ကောက်မြို့အနီးစမော်ပရကန်ခရိုင်မှာဝိုင်းဖွဲ့စားတောင့်နေတဲ့မြန်မာနိုင်ငံသားတွေကိုထိုင်းနိုင်ငံသားတအူးကတနက်နဲ့ပြစ်ခတ်မှုကြောင့်တအူးတေဆုံးပြီးတအူးဒဏ်ရာရတယ်လို့ထိုင်းသတင်းဌာနတွေမှာဖော်ပြပါဗျ။ဖပေးတံဒေတာဘန်ကဆူနေရာမှာဂျွန်လ16ရက်ညက မြန်မာအလုံသမားတွေဟာသူတို့နေထိုင်ရာအခန်းရှိမှာ အတူတူဝိုင်းဖွဲ့စားတောက်ပြီးစကားပြောနေကြတဲ့အချိန်ထိုင်းနိုင်ငံသားကအခန်းတွဲရှိကိုလာရောက်ပြီးတနက်နဲ့ရှစ်ချက်ပြစ်ခတ်ခဲ့တာဖြစ်ပါတယ်။ပြစ်ခတ်ခံရမှုကြောင့်အသက်34နှစ်အရွယ်မောက်ဝဝေလွင်နဲ့အသက်16နှစ်အရွယ်မောင်ရန်ပိုင်တို့နှစ်ဦးကြီးစံထိမှန်ဒဏ်ရာရခဲ့ပြီးကယ်ဆယ်ရေးအဖွဲ့တွေကမောက်ဝဝေလွင်ကိုနီးစပ်ရာဆေးရုံကိုပို့ဆောင်ပေးတဲ့အချိန်လမ်းမှာပဲတိတ်ဆုံးခဲ့တယ်လို့သတင်းတွေမှာဖော်ပြချက်တွေအရသိရပါတယ်။ တနက်ပြစ်ခတ်သူဟာအသက်52နှစ်အရွယ်ထိုင်းနိုင်ငံသားတဦးဖြစ်ပြီးရဲတပ်ဖွဲ့ကတနက်ကြည်စံတပ်သေးတွေနဲ့အတူဖမ်းဆီးနိုင်ခဲ့ပါတယ်။အခင်းမဖြစ်ပွားမီထိုင်းနိုင်ငံသားဟာသူ့ရဲ့တငယ်ချင်းအိမ်မှာအရက်တောက်နေခဲ့ပြီးမြန်မာနိုင်ငံသား9ဦးကတော့သူ့ရဲ့အခန်းရှိစပွဲမှာအတူတူစားတောက်ပြီးစကားများနေခဲ့ကြတယ်လို့ဆိုပါတယ်။စကားများတန်၊စုညံတန်တွေကိုစိတ်တူပြီးအခန်းရှိကိုသွားရောက်အော်ဟစ်ပြီးတဲ့နောက်တနက်နဲ့ပြစ်ခတ်ခဲ့တာဖြစ်တယ်လို့ထိုင်းနိုင်ငံသားကရဲတပ်ဖွဲ့တွေထံမှထွက်ဆိုထားတယ်လို့ဖော်ပြပါဗျ။ တနတ်နဲ့ပြစ်ခတ်သူဟာဖမ်းဆီးခံရချိန်အထိအရက်မူးနေသေးတယ်လို့လည်းသတင်းတွေမှာဖော်ပြပါဗျ။ Israel Iran စစ်ပွဲမှာမပါဝင်ဖို့အမေရိကန်ကတတိပေးထားပေမဲ့မိမိတို့သဘောဆန္ဒအတိုင်းပြုမှုသွားမယ်လို့ Hezbollah အဖွဲ့ခေါင်းဆောင်ရှိတ်နာအီခါဆန်ကတုံ့ပြန်လိုက်ပါဗျ။ Hezbollah အဖွဲ့အနေနဲ့ Israel Iran စစ်ပွဲမှာဂျားနေအဖြစ်ရပ်တည်မှာမဟုတ်ဘူးလို့ Hezbollah အဖွဲ့ခေါင်းဆောင်ကပြောပါဗျ။ အခုစစ်ပွဲဟာအစ္စရေးနဲ့အမေရိကန်ရဲ့ရက်ဆက်တဲ့ကျူးကျော်စစ်တာဖြစ်တယ်လို့ Hezbollah အဖွဲ့ထုတ်ပြန်ချက်မှာဖော်ပြထားတယ်လို့ BBC သတင်းမှာဖော်ပြထားပါတယ်။ Syria နိုင်ငံဆိုင်ရာအမေရိကန်အထူးတန်တမန်3 Barres က Hezbollah အဖွဲ့ကိုလက်ရှိစစ်ပွဲမှာပါဝင်ခြင်းမပြုဖို့တတိပေးခဲ့ပြီးတဲ့နောက်ဒီထုတ်ပြန်ချက်ထွက်ပေါ်လာတာဖြစ်ပါတယ်။စစ်ပွဲအတွင်း Hezbollah အဖွဲ့ပါလာရင်အင်မတန်ဆိုးရွားလွန်းတဲ့ဆုံးဖြတ်ချက်ဖြစ်လိမ့်မယ်လို့ Tom Barres ကပြောပါတယ်။ အီရန်ကကြောထောင်နောက်ခံပေးထားတဲ့ Hezbollah အဖွဲ့ဟာအစ္စရေးနိုင်ငံကိုအတိအမှန်မပြုပါဘူး Hezbollah အဖွဲ့နဲ့အစ္စရေးဂျာမာစစ်မှတ်ပြိပခအကြိမ်ပေါင်းများစွာဖြစ်ခဲ့ပူပြီး Hezbollah အဖွဲ့ကိုအစ္စရေးအမေရိကန်ဂျီတိန်အပါဝင် နိုင်ငံအများအပြားကအကြမ်းဖက်အဖွဲ့အဖြစ်သတ်မှတ်ထားပါတယ်အခုလိုနားဆင်ပြီးခဲ့တဲ့အတွက်ကျေးဇူးတင်ပါတယ်ပရိသတ်အပေါင်းတို့ကိုရောစိတ်ပါကျမ်းမာချမ်းသာကြပါစေ။ ကပင်းမျိုးမျိုးကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ပါစေလို့ဒဝဲဝက်အဖွဲ့သားတွေကစုမုံကောင်းတောင်းပေးလိုက်ပါရရှင်။